အင်းကျွန်တော်တင့်ကိုအကြာကြီးကြုံများနာခြင်းမှုအကြောင်းပြောပြပါမယ်။အင်းယနေ့ခေတ်မှာအရန်များပြတဲ့အခြေအနေတစ်ခုဖြစ်ပြီးအယိုးထူစည်းကမ်းကိုတွားရောက်လည်ပတ်မှုအတွက်ဖြစ်ပါတယ်။အင်းကျွန်တော်တို့မှာစပွဲထိုင်လှုပ်လှုပ်တဲ့လူတွေအများကြီးရှိပြီးသူတို့ဟာ သူတို့ရဲ့စနစ်မှာအချိန်တော်ကြာအလုပ်လုပ်နေကြပါတယ်။အင်းအိမ်ကနေအလုပ်လုပ်ခြင်းလဲယနေ့ခေတ်မှာဖြစ်လေရှိတဲ့အရာတစ်ခုဖြစ်ပါတယ်။အင်းလူနာအများကြီးကကြုံများနာခြင်းမှုနဲ့လာကြပါတယ်။ အထူးသဖြင့်လေဗင်းအပေါ်ပိုင်းကျောအောက်ပိုင်းကျောတင်ပါနဲ့တင်ပါနောက်ပိုင်းနေရာတွေမှာပါအင်းဒီယာတွေကိုတေးချစွာ ဖော်ထုတ်ဖို့အရေးကြီးပါတယ်ဒါကြောင့်လူနာတွေဟာအလုတ်လုတ်တဲ့အခါနာကျင်မှုရှိတယ်လို့ပြောလာကြပြီးအင်းအစင်းမြင့်လာတဲ့အခါအနားယူတဲ့အချိန်မှတောင်နာကျင်မှုရှိနိုင်ပါတယ်အင်းလူနာအများကြီးကလည်းလေဗင်းကနေလက်တွေတဲကိုသို့မဟုတ်အောက်ပိုင်းကျောကနေတင်ပါနဲ့တင်ပါအောက်ပိုင်းတဲကိုတင့်ကျဲတဲ့နာကျင်မှုရှိတယ်လို့ပြောကြပါတယ် အင်းလူနာအများကြီးကဒီအရာကိုအောက်ပိုင်းခြေတော်မှာရှိတဲ့ဆက်ရက်နာကျင်မှုနဲ့တို့မဟုတ်အပေါ်ပိုင်းခြေတော်မှာရှိတဲ့ဒစ္စကြောပိတ်နာကျင်မှုနဲ့ရောထွေးပြီးကြောက်လန့်ကြပြီးကျွန်တော်တို့စီကိုလာကြပါတယ်။ဒါကြောင့်ပထမအဦးဆုံးကျွန်တော်တို့အနေနဲ့ဒီလိုနာကျင်မှုတွေကိုတစ်စီတဲ့အကြောင်းရင်းတွေကိုနားလည်ဖို့လိုအပ်ပါတယ်။အင်းခြေကန်အဖြစ်အဓိကအကြောင်းရင်းလေးခုရှိပါတယ်။ပထမဆုံးကတော့အနေထားနဲ့အလုပ်လုပ်ပုံပါပဲ။ဒါကြောင့်အများကြီးတော့ကျွန်တော်တို့ဟာ ဇပွဲမှာအလုံးလုံးတဲ့အခါအဆင်မပြေတဲ့အနေထားတွေနဲ့ထိုင်တက်ကြပါလေ။အင်းလက်တော်တွေကိုလည်းတင့်လျော်တဲ့နီလန်းနဲ့မတုံးရင်လည်းပင်အပေါ်ပိုင်းကြောနဲ့အောက်ပိုင်းကြောမှာအလုံးများတဲ့ဖိအားကိုခစ်စေတတ်ပါလေ။ဒါကြောင့်ဒီအနေထားတွေကိုပြင်ဆင်ခြင်းကအလွန်အရေးကြီးပါလေ။အင်းအရာထဲမှာကျွန်တော်တို့ရဲ့စမတ်ဖုန်းတွေကိုတုံးတာကလည်းယနေ့ခေတ်မှာအများကြီးတွေ့ရတဲ့အရာပါပဲ။အင်းဘလို့လုံးလုံးအရာထဲမှာစမတ်ဖုန်းတို့မဟုတ်အခြားမိုဘိုင်းဆက်တွေကိုတုံးတာကကြောပိုင်းကြောင်းများအတွက် အနေရဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒါကပထမဆုံးအဓိကအကြောင်းရင်းပါပဲ။ဒုတိယအကြောင်းရင်းကတော့တင့်ညော်တဲ့ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုမရှိခြင်းပါ။အခုအများကြီးသောကျောက်တို့ဟာစပွဲမှာအချိန်အများကြီးခက်တန်းကြတဲ့အတွက်လုံလောက်စွာရင်းရောမိတာမရှိကြပါဘူး။ဒါကြောင့်စပွဲအလုံးလုံးသူတွေအတွက်အကြံပြုထားတဲ့ micro break stretch လို့ခေါ်တဲ့အရာတစ်ခုရှိပါတယ်။ဒါကြောင့်လေပင်ကြောအောက်ပိုင်း6တောက်ကို25မှ30မိနစ်တစ်ချိန်လောက်ရင်းရောလာကအကြံပြုထားတာပါ အလုံးမှာလည်းဒီလိုအမြဲတမ်းကြောက်ဖြစ်တဲ့ကြွတားနာကျင်မှုကိုကာကွယ်ဖို့အခြားလုံနိုင်တဲ့အရာတွေက coffee ကိုမဲပါစွာတောက်သုံးခြင်းဂျီကိုများစွာတောက်ခြင်းဗီတာမင်ပေါများတဲ့အစားအစာတွေကိုလုံလောက်စွာစားသုံးခြင်းပါအလင်းရောင်သဘာဝကနေအလုံးလုံးနိုင်ရင်အကြံပြုပါတယ်ဒါအပြင်အာဟာရပိုင်းဆိုင်ရာမှာလည်းအကြောင်းအရာများစွာ ပါဝင်ပါတယ်ဗီတာမင်တွေနဲ့ဗီတာမင်ဘတ်ဆက်နဲ့အားနည်းခြင်းလိုမျိုးပါ ပရိုတင်းအားနည်းပြီးမိုက်ခရိုသတ္တုများကိုလုံလောက်စွာမစားသုံးတဲ့သူတွေကလည်းဒီလိုပြဿနာတွေကိုမကြာခဏကြုံရတတ်ပါတယ်။ဈေးကိုတောက်သုံးခြင်းကလည်းအရန်အရေးကြီးပါတဲ့အရင်နာပြောခဲ့သလိုပါပဲ။ဒီမှာနောက်ဆုံးအကြောင်းပြချက်ကစိတ်ဖိစီးမှုပါ။အများကြီးကြုံရတတ်ပါတဲ့စိတ်ဖိစီးမှုရဲ့ရုပ်ပိုင်းဆိုင်ရာအထီးအရောက်တွေကိုကြည့်ရတတ်ပါတယ်။ဒါကအဓိကအကြောင်းပြချက်တစ်ခုလည်းမဟုတ်ဘူးလို့ပြောတာမဟုတ်ပါဘူး။ဒါပေမဲ့အမှန်တကယ်အထောက်အကူပြုပါတယ်။ စိတ်ဖိစီးမှုများတဲ့အခါမှာကျွန်တော်တို့ရဲ့ကြွက်သားတွေကိုပိုမိုတင်းကျပ်စေတတ်ပါတယ်။အလုတ်ချိန်တွေကိုအချိန်မီ၍လုပ်ရတာနဲ့အချိန်ကန့်သတ်ချက်တွေကိုခီစီးရတာကြောင့်စိတ်ဖိစီးမှုတမျိုးမျိုးဖြစ်တတ်ပါတယ်။ဒါကိုခေရှင်းဖို့အတွက်ပြဏာယာမသို့မဟုတ်ဘီတုကတရားထိုင်ခြင်းနဲ့အခြားလှုပ်ရှားမှုတွေကအကျိုးရှိနိုင်ပါတယ်။